ားလုံးပဲမင်္ဂလာပါဘေးကျင်းဥယျာဉ်မှာကျူးသွပါတယ်ကျွန်တော်မရောပေးတယ်တတော်များများကိုပြောပြခြင်းနေတဲ့ပညာခဲမှာကျွန်တော်သိချင်းအားလက်တာနဲ့ကြားနေတာဖြစ်ပါတယ်ပြောပြခြင်းနေတာအတော်လေးကြာပါပြီအဓိကပြောပြခြင်းသူတွေကလုံငန်းမိပေးသူတွေဖြစ်ပါတချို့လုံငန်းမိပေးတဲ့အခါ ခဏခဏမေးကြပါတယ်။ဆရာအင်္ဂလိပ်လိုလုပ်ငန်းမိပေးမယ်ဆိုရင်လုပ်ငန်းမိကိုဘယ်လိုစဉ်းစားရမှာလဲ။အတိပ္ပယ်တွေကိုစဉ်းစားရမှာလား။ဒါမှမဟုတ်အင်္ဂလိပ်စလုံးတွေစဉ်းစားရမှာလား။ကဏ္ဍပေတွေနဲ့စဉ်းစားရမှာလား။အမျိုးမျိုးမေးကြပါအင်္ဂလိပ်နာမည်တွေလုံအောင်မိပေးတဲ့အခါ ရှင်းရှင်းလင်းလင်းနားလည်ထားဖို့ကကိုကခဏပေးရင်ပညာရဲ့နဲ့ပေးမှလားဒါဆိုရင်ပေးလို့ရပါတယ်ဒါပေမဲ့ခဏပေးရင်ပညာရဲ့နဲ့မိပေးမယ်ဆိုရင်တော့မဟာဘုနာမခေတိုင်တို့နဲ့မစင်းသားပါနဲ့မဟာဘုနာမခေတိုင်ကဝေသာတိုင်စသဖြင့်လုံငန်းမိပေးတော့မယ်ဆိုရင်လေအင်္ဂလိပ်နာမည်အစာဆုံးအတန်အတွက်ကိုပဲကြည့်ရပါလိမ့်မယ်အထိပ္ပယ်တွေကိုစဉ်းစားဖို့မလိုအပ်ပါဘူး လွန်ခဲ့တဲ့လပိုင်းကဆိုပါတော့နေမျိုးလေးရဲ့ကျွန်တော်ဗေဒီမေးပေးတဲ့တရားသူ့နာမည်ကကိုရီလိုများကခေါ်ကြပါတယ်ဒီလူနဲ့ယင်းနေတာကြာပါပြီအဆက်အသွယ်ပြတ်သွားတာလေကြာပါပြီလွန်ခဲ့တဲ့လပိုင်းကမှဖုံးဆက်လာပါဆရာကျွန်တော်ကိုရီပါကျွန်ုပ်မှကွက်လက်မျိုးကကိုရီလားဆိုတော့ဟုတ်ပါတယ်ဆရာခမရဘဲပြောင်းနေတာလဲဆိုတော့ ကျွန်တော်တို့မျိုးကလိုင်းသိမ့်မရလို့ဆက်ဆက်ဆက်သွလို့မရတာကျွန်ုပ်မခမရစီးပွားရေးတွေတော့ဖြစ်နေတာပေါ့စီးပွားရေးကဖြစ်တယ်ဆရာစားတော့ဆိုင်လေးဖွင့်ထားတာတနေ့ရှိတော့မယ်အဲ့ဒီကိစ္စပဲဆရာတိုင်မင်းညလို့ဆိုပြီးပြောပါဘာဖြစ်လို့လဲစားတော့ဆိုင်ကရောက်မကောင်းဘူးလားမေးတော့ရောက်မကောင်းတာတော့မဟုတ်ဘူးဆရာရောင်းအားကဒါကကောင်းပါလေဒါပေမဲ့ရောင်းအားတွေတအားတက်လာတယ် ကျွန်တော်ခေါင်းလေးအရင်ကြိုက်တယ်။ဂျမ်းမာရေးလုံးဝမကောင်းတော့ဘူး။ကျွန်တော်သတိထားမိလာတာကြားပြီးခုမှဆရာကိုမှတ်ရလို့စိုင်းနာမီနေမြဆိုင်းနေမလားလို့လက်မေးတယ်ဆရာလို့ပြောပါတယ်။စိုင်းနာမီကဘလို့ပေးထားတာလဲဆိုတော့ UME လို့ပေးထားတယ်ဆရာ။ဘယ်သူပေးရလဲဟင်မြပေးတာလားမေးတော့ ဟုတ်တယ်ဆရာကျွန်တော်ကိုယ်တိုင်ပြေးထတာလို့ပြောပါတယ်ကျွန်ုပ်မအင်းခင်ဗျာပြေးထတဲ့ UMB ကကောင်းတာပဲရောင်းအားတော့သိပ်ကောင်းပဲဒါပေမဲ့အဲ့ဒီစန္ဒမီနဲ့ရောင်းအားတွေကောင်းလာတိုင်းခင်ဗျာခေါင်းကိုက်မှာတော့အမှန်ပဲဒါမှမဟုတ်ခေါင်းကိုက်ဆရာကိစ္စတွေရောက်လာမှာပဲကိုအေးဆိုပြီးပြောလိုက်ပါ သူကဘာဖြစ်လို့လဲဆရာတခုခုလောက်ပါဦး ကျွန်တော်ကခံရတာမသက်တာဘူးလို့ပြောပါကျွန်တော်ရှင်းပြပါမယ်ခမရကိုယ်တိုင်က မာဘုတ်တည်ကျွန်းပွားဒနုကနေသာဒနုကနေကိုသာထုတ်ဖြစ်တဲ့အမိပေးထားတယ်တနည်းအားဖြင့်ယူအမိအမိကခမရမွေးတဲ့ဒနုကနေကိုပင်းရသာထုတ်အနေနဲ့ပင်းမိထားတယ်အဲ့ဒီတော့ခမရမွေးနိုင်ကိုခိုက်တည်တဲ့အမိပေးထားတယ်လို့နားလည်ရနိုင်မယ် တနေ့ကနေကိုအတိတ်ပဲဖွင့်ရနော်အကြည့်ကအလောက်ကိုင်းဖခင်ဦးကောင်းဒါရင်နဲ့သက်ဆိုင်နေ ခုခမရအလောက်ကခမရကအကြည့်ကပဲဖခင်လည်းမရှိတော့ဘူးအလောက်ကိုင်းမကောင်းမှုပြောရငါလဲခုဆိုင်ကရောင်းကောင်းနေဆိုတော့ဦးကောင်းပြဿနာပဲကျန်တော့တယ်အဲ့ဒီတော့ခမရထီရင်ထီဦးကောင်းနဲ့ပတ်သက်တာပဲထီတော့မှာပေါ်လို့ပြောလိုက်ပါတယ်နောက်ပြီးတော့အဲ့ဒီထပ်ပို့ပြီးတေကြတာကခမရမှာဘူးအကျွင့်မှာ UMB မိက အတက်ဘက်ခက်ပြင်မိထားတယ်။အဲ့ဒီလိုပြောလိုက်တော့ထင်တော့ထင်ပါတယ်ဆရာကြီး။ဒါဆိုနာမည် ပြောရမလား။တခုခုအစီရင်လုပ်ရမလားဆရာဆိုပြီးမေးပါ။ကျွန်ုပ်ပါ။အင်းကျွန်တော်စဉ်းစားပြီးရင်တော့တွက်ထားလိုက်ပါမယ်။နာမည်ပြောရမယ့်ကိစ္စဆိုရင်လေပြောရမယ့်အမိတွေရွေးချယ်ထားလိုက်ပါမယ်။အစီရင်လုပ်ရမယ်ဆိုရင်လေလုပ်ရမယ့်အစီရင်တွေတွက်ထားလိုက်ပါမယ်ဆိုပြီးပြောလိုက်ပါ။ ဒီလောက်ဆိုရင်အတန်အတွက်အစားအသောက်ကြည့်ရမယ်ဆိုတာနားတယ်လောက်ပြီးထင်ပါတယ်အားလုံးပဲမိတ်ဆွေများရှင်လက်ချက်မြေ့ကြပါခင်ဗျာ